မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေသား24လိမ္မာပါနပါသဘောတရားဩဇာအာနာအရှိန်အဝါနဲ့နိုင်ငံရေးပြည်ရဲ့အင်မတန်များတဲ့လောကနယ်ပယ်စုံမှာ အရေးအခြေသိမြင်လွယ်တဲ့ပါနဲ့သူလိုလဲရီအများကြီးရှိပါတယ်။တွယ်ဝိုင်းနီးနဲ့လိုချင်တာကိုမရရအောင်ဖန်တဲ့နေရာမှာထိုးကြုံကြပြီးဖားသိရင် ဖားတတ်ကြသလိုယာရုကုံတိန်ကြီးသူမြင့်သူတွေရဲ့လက်အောက်မှာခါစားဖို့ရာဝင်မလေးကြပါဘူး။လူရဲလေကြသူတွေဖြစ်တဲ့အတွက်ရီမွန်ကြပြီးဘောင်းတင်ဆက်ဆံရေးအင်မတန်ကောင်းကြပါတယ်။အပြောအဆိုအနေနဲ့ထိုင်အတော်အလားအင်မတန်ပြီးရည်တည်တတ်ပြီးစံတင်လောက်တဲ့လူတွေဖြစ်ပါတယ်။ လိမ္မာပါနဲ့တဲ့လူလယ်တွေရဲ့တဘာဝကို နားလည်အောင်လေ့လာပြီးနေစဉ်လူနေမှုဘဝမှာ ကိုကြိုးဖြစ်တုံးအောင်ဖန်တတ်ပါစေ။နေစဉ်လူတက်ကလူတွေကိုကြည့်လိုက်ရင် အကြီးကအဆသူများနဲ့မတွေ့ဘူး။ပြောတိုင်းဆိုတိုင်းမှာလှုပ်ရှားသွားတဲ့ကိုအမှုအရာ၊နှုတ်အမှုအရာ၊မျက်နှာအနေအထား၊လက်အနေအထားအားလုံးကအတိတ်ပဲတွေနဲ့ပြည့်နှက်နေတတ်တယ်။နေရာတိုင်းမှာတွေ့ရတတ်ပြီးလူတိုင်းနဲ့တည်တဲ့သူတွေဖြစ်တယ်။ နေပဲဆောင်မှာနှံ့ဆက်သူဖြစ်သလိုအခရာကြားရေးယာရူးကုံရှင်တွေနဲ့လည်းယင်းဤကျွမ်းဝင်ကြရီရန်သူနဲ့ဖြစ်စီမိษွေနဲ့ဖြစ်စီဘယ်သူနဲ့ပဲပေါင်းတင်ဆက်ဆံရပါစီအပြုံးမပြတ်နှွေးထွေးတဲ့လေတံနဲ့စကားမမအောင် အထူးတရီထားပြောဆိုတတ်ကြရီအပြောင်းလဲမရှိတဲ့မျက်နာအနေအထားအသွားအလာအနေအထိုင်တွေကြောင့်တရီရဲ့စိတ်နေစိတ်ခံကိုခံမန်းရအင်မတန်ခက်တဲ့ သူတို့စိတ်ကံစားချက်တွေကိုဖုံးကွယ်ထားပြီးလူအလိုက်ဆက်ဆံတက်ကြတာကြောင့်ဘောင်းရတင်းရလွယ်ကူတလောက်အတော်အန္တရာယ်များတဲ့ပုံကိုယ်တွေဖြစ်တယ်။မော်ကြွားခြင်းကိုအထူးရှောင်ပါ။လူသည်ရှင်ကြားဖြစ်ရတာတွေနမဲကျော်နမဲရတာတွေကမလောက်စရာပါ။အထူးသဖြင့်ကိုယ်နဲ့ပတ်သက်ပြီးလူပေါင်းဝင်လဲမှာပြောစမတ်တွင်သွားရင်တိတ်ပြီးစိတ်ကျဉ်နေစရာကောင်းပါ ರಿ ။လူတွေရဲ့အထင်ကြီးလေးစားမှုကိုရတာကရွှေအိုးကြီးကိုပိုင်ရတယ်လို့မျိုးအင်မတန်စိတ်ချမ်းသာစရာကောင်းပါ ರಿ ။ ဒါပေမဲ့လူအများကြီးပတ်သက်မှာကြိုက်ကြောင်းနှစ်လိုကြောင်းပြောကောင်းပြောနေပေမဲ့ကိုကိုအမဲတစေအကဲခန့်နေတဲ့လူပေါ်ကလူတွေကတော့ကြိုက်ချင်မှာကြိုက်မှာပါအထူးသဖြင့်လူပေါ်ကလူတွေကအဲ့ဒီလိုမျိုးမော်ကြွားတာတွေကိုရုံမုံတက်ကြပါရီအောက်ကျုံနေချပြီးတတီတန်းနဲ့နေတက်ထိုင်တတဲ့သူတွေကိုပို့ပြီးဘောင်းတင်ဆက်ဆံလို့ကြပါရီဒါကြောင့်မလိုအပ်ဘဲမကြွားမော်ပါနဲ့အနေအထိုင်ကောင်းအောင်ဆင်းရင်ပြီးနေပါအတဲလုံးမပြနဲ့ ဘာပဲလို့လို့ကိုလုံးနိုင်ကြောင်ပြကြည်ုံတတန်နဲ့အတင်းလုံးမပြပါနဲ့တဘာဝအတိုင်းပုံမှန်လေးပဲလုပ်ပါပါရမီရှိကြောင်မှန်ရင်လုပ်ပြเสียမှာလို့ပါဘူးတန်ဖိုးရှိတဲ့အရာကိုတန်ဖိုးတည်သူတွေမြင်ပါရင်တန်ဖိုးရှိမှမတည်သူတွေကသာတန်ဖိုးရှိတဲ့အရာကိုမြင်နေလျက်နဲ့မျက်ကွယ်ပြူသွားတက်ကြတာဖြစ်ပါရင်အလုတ်ကိုအားကျုံမှန်တက်လုံးနိုင်တာကတက်လုံးကောင်းတယ်လို့ထင်ရပေမယ့်လူတွေအမြင်မှာလောဘကြီးတယ်လို့အစွဲကြီးတယ်လို့မျိုးအထင်အမြင်လွဲကျင်စရာဖြစ်သွားနိုင်ပြီး မလုံနိုင်ပဲမလုံစိမ့်နဲ့အတင်းလုံးပြသွားတယ်လို့ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ဘယ်တော့မှလူရာထပ်ပုံမလုံပါနဲ့ပုံမှန်လေးပဲလုံပြပါ။လောက်တဲ့ယုံမှန်ရင်လုံနိုင်တဲ့သူတွေကိုအခွင့်ကောင်းယူတတ်သူတွေကခိုင်းစားတတ်ပါတယ်။ဒါကြောင့်လူရာထပ်ပုံပြီးစွမ်းရည်ထုံမပြပါနဲ့ခိုင်းကောင်းရင်ပိုခိုင်းခံရတယ်။အစွမ်းအစားရှိရင်အစွမ်းအစားကိုတံပိုးထားနိုင်သူတွေကိုပဲထုတ်ပြပါ။နားမလဲသူတွေရှိမှအတင်းရှင်းပြလေဘာမှမထူပါဘူး။နေရာမှန်ကိုသိပါစေ။ ဖားတတ်ပါစေ။ရောက်ခံရတာကိုလူတိုင်းကြိုက်ပါရင်ဒါပေမဲ့လူတိုင်းမမှတ်ပါဘူး။အခြေအနေကိုကြည့်ပြီးဘာနဲ့စွာမြောက်ပြောပါ။မြောက်တဲ့တိုင်းနေရာတကာမှာမြောက်ပြောနေစရာမလိုပါဘူး။မြောက်ပြောဖို့လိုလာရင်ဓာတ်ရိုက်ကြီးမြောက်ပြောတာမျိုးထက်တပတ်လဲ့ပြီးသွဲဝိုက်ပြောဆိုတတ်အောင်လေ့ကျင့်ထားပါ။ဒါမှမြောက်ခံရတဲ့လူရဲ့စိတ်တဲဆွဲသွားမှာဖြစ်ပါရင်ကိုနီတူလူတိုင်းလိုလိုမြောက်ပြောကြမှာပါပဲ။ကိုပြောတဲ့စကားမှတ်သွားနိုင်အောင်အထာကြကြပြောတတ်ဖို့လိုအပ်ပါရင် တိခံရအောင်ဖန်တတ်ပါစီဘလောက်ပဲထိုးထွန်းတဲ့သူနေပါစီတပတ်ကမ်းမြောက်ပါရမီရှင်ပဲဖြစ်နေပါစီလူတွေသိအောင်ကိုကကိုမချပြနိုင်သူရွယ်ပေါင်းသိလို့ပဲလူမြင်ကွင်းထဲကနေပြောက်ကွယ်နေမှာပါအဲဒီလိုပြောလို့လူတွေသိအောင်ဆိုပြီးလူပေါင်းလဲမှာဘယ်သူပဲဝါပါဘာလို့တက်ညာလို့တက်ပါတယ်ရဲလို့တဲတူးကြီးကြင်ညာလို့တော့မဖြစ်ပါဘူးပြင်သာသားပါပါအထာကြကြကွင်းဖန်ပြီးသိအောင်လုပ်တဲ့ရမယ်ကိုအစွမ်းအစာကိုပြသခွင့်ရအောင်ကြံတတ်ဖန်တဲ့ရမယ် လိုအပ်ရင်အရင်အမြစ်တွေအချိန်ဆက်တွေနဲ့ပူပေါင်းပြီးတွင်ဖန်ရမယ်။တီခံရအောင်မလုပ်ဖဲနဲ့ထိုင်ကြီးနေလို့မရတာကိုသိပါ။ဒေါက်တာကောင်းမွန်ရဲ့အရေးချင်းရှိလျက်နဲ့လူတိအောင်မလုပ်ပဲဘုံကွယ်နေရင်တော့လူဖြစ်ရချိုးမနှက်တာကိုနားလေတာပါ။တံပိုးရှိရုံမှန်ရင်တံပိုးထားနိုင်မဲ့သူတွေနဲ့ယင်းဤကျွမ်းဝင်ခွင့်ရအောင်စူးစမ်းပါ။အတူယူပြီးအသားတကြားအနေတက်ပါစီ။လူအများပြောဆိုသလိုလိုက်ပြောတက်မှလူအများနေထိုင်သလိုနေတက်မ လူအများသုံးဆွဲသလိုလိုက်သုံးတမလူစင်မိတယ်လို့တွေးတော့တာကလုံးဝမှားပါတယ်။ဘယ်တော့မှအဲ့ဒီလိုမလုပ်ပါနဲ့တွေးတောင်မတွေးလိုက်ပါနဲ့။လွတ်လပ်စွာပြောဆိုနေထိုင်ရှင်တန်ခွင့်ရှိပါတယ်။သို့တော့အနေအထားအလိုက်ပပနဲ့နဲ့နေတတ်ထိုင်တဲ့ပြောတတ်ဆိုတတ်ဖို့တော့လိုပါတယ်။အထက်တွန်းလာလူကုန်ထန်တွေအကြားသွာလာနေရတဲ့အချိန်အခြေခံအရေးစကားပြောဟန်ဆိုဝန်နဲ့အနေမမားပါစေနဲ့။လူပေါ်ကလူတွေကတော့ကိုယ့်ရဲ့အပြုအမူကိုဓာတ်ရိုက်ကြီးကဲရဲမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်အတွေးမှာတော့အထင်သေးသွားပြီးနောက်တစ်ချိန်သူတို့နဲ့တွေးဆောင်ခွင့်မရအောင်ကိုအခွင့်အလမ်းဟူသမျှဖိတ်ပင်လိုက်မှာပါအခြေခံလူအများနဲ့ပေါင်းတင်းဆက်ဆံတဲ့အခါမှာလေမမမမမပြောဆိုပါနဲ့အောက်ခြေလွတ်တယ်ဆိုပြီးလူမုန်းခံရတတ်ပါရင်ဒူးနေရဒူးတော်နေရတော်ပြောဆိုပါ အရလိုက်နေတတ်ထိုင်တတ်ပါစီမော်ကြွားဖို့လိုအပ်ရင်မော်ကြွားပါနှိမ်ချဖို့လိုအပ်ရင်နှိမ်ချလိုက်ဖို့ဝင်မလေးပါနဲ့ အတူယူတဲ့နာကိုအတူယူပြီးအတူခိုးတဲ့နာကိုပြပြကြီးကြီးအတူခိုးလောက်ပါ အနေအထားလိုက်အသားတကြနေတတ်ထိုင်တတ်သွားတတ်လာတဲ့ရင် လူချစ်လူခွေများတလို့လူတိုင်းရဲ့လိုလားမှုကိုခံရမှာပါ အနေတတ်ရင်ဘဝမခက်ပါဘူးအနေမတတ်ရင်တော့ဘဝပြက်လွယ်တာကို လုံးဝမမေ့ပါနဲ့လိန်နေညာနေတာတွေလုံးဝမဟုတ်ပါဘူးဟန်ဆောင်နေတာတွေအားလုံးကတယုတ်ဆောင်မှုတတ်တတ်ပါတယုတ်ဆောင်ခြင်းဆိုတာကတော်တန်ယုံလောက်တတ်ဖို့မလွယ်တဲ့အစင်းမြင့်အမှုပညာဖြစ်ပါတယ် တရင်စိုးတယ်လာသူမဖြစ်စေနဲ့တရင်စိုးလာလျှောက်တဲ့တမန်ကိုဘရင်တိုင်းမုံပါရီမဖြစ်တဲ့နာမန်ပေမဲ့တကယ်တော့လေအမှန်ပါဘယ်သူမှ တရင်စိုးမကြားချင်ပါဘူးအဲ့တော့တရင်စိုးပြောသူကိုလူတိုင်းယုံမုံကြပါရီတကယ်လို့မဖြစ်မနေတရင်စိုးပြောဖို့အကြောင်းဖန်လာရင် ကိုရိုင်းကမပြောမိအောင်တဖက်လှည့်ပြီးတခြားလူကိုပြောခိုင်းပါနင့်နာရမယ်ဆိုရင်အစားထိုးတတ်တာကလည်းပညာတစ်ခုပါအယောမဝင်တဲ့နေရာတည်ပါ ဘယ်ဆရာကမှတပည့်နဲ့တန်းတူမပေါင်းမသိင်ကျမဘူးဆရာဘက်ကဘယ်လောက်ပဲတပည့်ကိုတငယ်ချင်းတို့ပေါင်းသင်းဆက်ဆံနေပါစေတပည့်ကဆရာကိုအပေါင်းအသင်းလိုဆက်ဆံတာကိုမကြိုက်ပါဘူးသဘောထားကြီးတဲ့အနေနဲ့အပြစ်မဆိုပဲခံစားချက်တွေကိုဖုံးကွယ်ထားကောင်းထားနိုင်မိမိနေရာမတိတာမျိုးတွေကိုခါတိကြပါရင်ကိုနေရာကိုတိပါအယောမဝင်ပါနဲ့ကိုနဲ့မဆိုင်ပဲဝင်မပါနဲ့အပြက်စကားအပြက်စကားဝေဖန်ရတာတွေကိုလူတိုင်းလှုပ်ချင်ကြပါရင် ကိုယ်စိတ်ထဲကအမြင်ကိုဖွင့်ပြောလိုက်ရမှစိတ်ကျေနပ်ရတယ်လို့မျိုးလူတိုင်းဖြစ်တတ်ကြပါရည်။ဒါပေမဲ့နေရာတိပါကိုနဲ့မဆိုင်ရင်ဝင်မပါပါနဲ့။အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်အထက်လူကြီးကကိုယ့်အမြင်ကိုမေးလာခဲ့ရင်တော့မတိကျောင်းဖြေလိုက်တာကအကောင်းဆုံးပါ။ဒါကမှအထက်လူကြီးကခွင့်ပြုချက်တကယ်ပေးပြီးမြောက်စားတယ်လို့အခွင့်အလမ်းပေးမှသာကိုယ့်အမြင်ကိုချပြပါ။ဒီနေရာမှာအထူးမှတ်ထားဖို့လိုတာက အထက်လူကြီးတွေက ပြောပါဆိုရင်ချက်ချင်းမဖြေဖို့ပါ။ အမျော်အမြင်ရှိပြီးအရေးအချင်းကိုအတိအမှန်ပြုနိုင်တဲ့အသိဉာဏ်ပညာထက်မြတ်သူတွေကတပတ်လူရဲ့အမြင်ကိုတကယ်သိကြည့်ရင်စကားခံပြီးပြောခွင့်ပေးတတ်ပါရင်လူမှုအရေးအမဖြစ်မနေမေးဖို့လိုလို့ပြောဖို့တောင်းဆိုသူတွေကတော့သူတို့နဲ့ဓာတ်မတူတဲ့သူစီကစကားကိုမကြားကျင်ကြပါဘူးအခွင့်အလမ်းပေးတဲ့အနေအထားပေါ်မူတည်ပြီးပါနှက်ပါ ကိုယ်နဲ့မဆိုင်ရင်ဝေမပါတာအကောင်းဆုံးဖြစ်ပါရင်ပါနှက်စွာအခွင့်တောင်းဆိုပါ တောင်းဆိုလာမှာတော့ဘယ်သူမှမငင်းဆန်ခြင်းမဘူးအထူးသဖြင့်အထက်လူကြီးတွေစီကို တောင်းတောင်းပန်ပန်နဲ့တောင်းခံလာတဲ့အခါမျိုးတွေမှာအထက်လူကြီးတွေအနေနဲ့မငင်းခြင်းပဲမယ်အခြေအနေအရငင်းရတာမျိုးတွေရှိပါတယ်ဒါမှမဟုတ်မလိုက်လျောခြင်းပဲလိုက်လျောရတာမျိုးတွေရှိတတ်ပါတယ်ဒါကြောင့်မဖြစ်မနေအကြောင်းရှိမှသာတောင်းဆိုပါမလိုအပ်ပဲတောင်းဆိုတာမျိုးလုံးဝမလုပ်ပါနဲ့တောင်းဆိုစရာ မလိုပဲလူကြီးတွေတီအောင်ဝင်ဖန်ပြီးလမ်းကြောင်းဆင်တတ်ပါသည် ပါနမှုကအင်မတန်အရေးပါတဲ့ကိုယ်ယူကိုယ်တွေးဖြစ်ပါတယ်။ဘယ်တော့မှတပါလူအထွတ်တောင်းဆိုတာမျိုးလုံးဝမလုပ်ပါနဲ့။အထူးသဖြင့်မိတ်ဆွေအပေါင်းအသင်းတွေအထွတ်တောင်းဆိုတာမျိုးမလုပ်ပါနဲ့။ကိုယ်နဲ့ဆိုင်နာကိုယ်ရန်လောက်တာပဲကောင်းပါတယ်။မလိုအပ်ပဲပြည့်ရင်မပြူနဲ့။ဟာတညာရွှေမှုဆိုတာက ပေါင်းတင်ဆက်ဆံရေးကောင်းသူတွေမှာရှိကိုရှိတဲ့အရေးအသွေးတစ်ခုပါ။သို့တော့နေရာတိုင်းမှာဟာတလောက်တာမျိုးကအမြင်ကပ်စရာကောင်းပါတယ်။ ပေါ်ပြပြဆန္ဒကြောင့်မလိုအပ်ဘဲပြက်ရဲမပြိုးမိပါစေနဲ့လူတွေရဲ့ဝေစားစီရင်မှုပြောပုံဆိုပုံစားပုံတောက်ပုံစသဖြင့်ပုံကိုယ်ရေးဆန်တဲ့ဟာသတွေမလုပ်ပါနဲ့ပြက်ရဲပြုစရာအကြောင်းအရာတွေအများကြီးရှိပါလိမ့်လူတွေရဲ့အသွင်အပြင်ပုံမှန်သဏ္ဍာန်ကိုပဲကြည့်ပြီးဝေဖန်တယ်လို့နဲ့ဟာသလုပ်တာကညံရွှေနာမဟုတ်တော့ပဲစော်ကားတယ်လို့ဖြစ်သွားနိုင်ပါလိမ့်အစိုးမြင်သူမဖြစ်စေနဲ့လူတိုင်းမကောင်းပြောတတ်ကြပါလိမ့်ပြောလဲပြောချင်းကြပါလိမ့် ဒါပေမဲ့လူရဲမြေမာကိုကမကောင်းမြင်လုံးသူမဖြစ်ပါသေးနဲ့ဖြစ်နိုင်ရင်မကောင်းစကားမပြောမိအောင်အထူးရှောင်ပါမကောင်းပြောမယ်ဆိုရင်တော့အကောင်းပြောတာလေးတွေနဲ့အခံပြုပြီးထောက်ပြခြင်းနဲ့အချက်ကိုထုတ်ပြပါလူမောင်းအောင်မနေပါနဲ့လူရဲကလူလုံးမတော့လူရဲကြိုက်တာကိုပဲဦးစားပေးလိုက်တာကောင်းပါလေနေရာတကာအပြည့်ပြောတတ်တဲ့အချင်းရှိရင်ကောင်းကွက်ရှာတတ်အောင်အရင်ကျင့်ထားပါကိုကိုကိုအမြဲစမ်းစစ်ဝေဖန်ပါ သူများပြောမှာကိုအဖြစ်မြင်နိုင်တဲ့သူလုံးဝမဖြစ်ပါစေနဲ့ကိုအမားကိုကိုယ်တိုင်မြင်ပြီးပြုပြင်နိုင်သူဖြစ်ပါစေဘာပဲလို့လို့မလုပ်ခင်ကကြိုတွေးပါဘာပဲလို့လို့လုပ်ပြီးတိုင်းမှာ အမားအမှန်ဆန်စစ်ပါဘာပဲပြောပြောမပြောခင်ကလေးကစကားကြိုတွေးပါဘာပဲပြောပြောပြောပြီးတိုင်းမှာပြောထားသမျှပြန်တွေးပြီးတော့ဆန်စစ်ပါကိုကိုကိုအမင်းဆန်စစ်ဝေဖန်သူဟာဉာဏ်အမျိုးအမြင်ကြီးအောင် လေ့ကျင့်နေပြီးသားဖြစ်သွားပြီကိုအဖြစ်အနာအစာတွေကိုမြင်နိုင်တယ်လို့ ပြုပြင်နိုင်တဲ့အလျောက်တပားသူရဲ့အပြစ်တွေကိုကြည်ပြီးကိုမမောင်းအောင်ကြိုပြုပြင်နိုင်တဲ့အကျိုးကျေးဇူးရှိပါတယ်။ကြိုမထွေးထားဘဲဘာမှမလုပ်မပြောမိပါစေနဲ့။စိတ်ခံစားချက်တွေကိုချုပ်တီးတတ်ပါစေ။လူဘဝဆိုတာကဟန်ဆောင်မှုတွေနဲ့ပြားဆက်ကနေရတယ်လို့ပါပဲ။ကြေုံဆောင်ကောင်းမှလူပိတနိုင်တာပါ။အခြေအနေလိုက်ငိုစရာရှိရင်လည်းငိုပြတတ်ရမှာဖြစ်တယ်လို့ရဲစရာရှိရင်လည်းအကြောင်းမရှိဘဲရဲပြနိုင်သူဖြစ်နိုင်ရပါမယ်။ ဒေါသကိုမြုပ်သိပ်ပြီးခြေနဲ့ပြနိုင်ရမှာဖြစ်တယ်လို့ဝန်ထမ်းမှုတွေကိုချုပ်ထီးထားပြီးခြေနဲ့တဲ့ရုပ်အသွင်နဲ့လူတွေအကြားရှင်သန်နိုင်သူ ဖြစ်ရပါမယ်။မတူညီတဲ့မျက်နှာပုံများစွာနဲ့ပြီးပြီးတည်သက်အောင်တရုပ်ဆောင်တက်ရင်လူထက်ကလူဖြစ်သွားပါပြီ။အချိန်အခါအလိုက်ပြောင်းလဲလွယ်ပါစေ။အစွဲကြီးသူလည်းမဖြစ်ပါစေနဲ့ခင်းနောက်ပြန်သမားလည်းမဖြစ်ပါစေနဲ့။အချိန်အခါအလိုက်ခင်မိသူဖြစ်ပါစေ။သူများထက်ရှေ့ရောက်တဲ့ဒွေခေါ်သူ သူများထက်လွတ်လပ်ပွင့်လင်းတဲ့အတွေ့အမြင်ရှိသူအများနည်းသူလက်တင်ခံနိုင်တဲ့အသိအမြင်ရှိသူမျိုးဖြစ်ပါသည်။ပြောင်းလဲနိုင်ခြင်းကတိုးတက်ခြင်းဖြစ်တဲ့အပြောင်းအလဲမရှိခြင်းဟာဆုပ်ယုပ်နေခြင်းဖြစ်တယ်။ပျော်ရွှင်မှုတွေပေးနိုင်စွမ်းရှိသူဖြစ်ပါသည်။အရေးကြီးဆုံးသောကိုယ်ရည်ကိုယ်ရည်ဖြစ်ပါသည်။ဘသူမှအပူတည်နာမသွားခြင်းမဘူး။စိတ်ဆင်းရဲစရာတွေဝေးရမှာပဲနေခြင်းကြတာပါ။ပေါင်းတင်ဆက်ဆံမယ်ဆိုရင်လေပျော်ပျော်နေတတ်သူတွေကိုမတ်မော်ကြတာပါ။ ဒါကြောင့်ကိုယ်အနာရောက်လာမယ့်လူတိုင်းကိုပျော်ရွှင်မှုတွေ၊ကျေနပ်မှုတွေ၊စိတ်ချမ်းသာမှုတွေကိုပေးနိုင်တဲ့သူပဲဖြစ်ပါစေ။လူချင်းပဲအဖြစ်မခံပါနဲ့။အပြစ်နဲ့ကင်းလွတ်နိုင်တဲ့သူမရှိပါဘူး။ဒါပေမဲ့အပြစ်အ ਨੇ ဆုံးသောလူတော့ဖြစ်အောင်ကြိုးစားလို့ရနိုင်ပါ ರಿ ။လူမှန်ရင်ပူပန်မှုတော့ကားတွေကိုစီ ရှိကြမှာပါ။ဒါပေမဲ့တော့ကားနေအောင်နေတတ်တဲ့သူတွေစီကိုလူတွေပို့ပြီးချင်ခက်ချင်ကြပါ ರಿ ။ပျော်ရွှင်မှုတွေကို မပေးနိုင်ရင်တော့တောကားတွေနဲ့စိတ်ဆင်းရဲမှုတွေမဝေမျှမိပါစေနဲ့ လူတွေကလူဖြစ်နေကမှာတော့လူတွေနဲ့အဆင်ပြေတဲ့သူပဲဖြစ်ပါစေလူကွာစားဖြစ်နေမဲ့အစားလူတွေနဲ့အဆင်ပြေတဲ့တာမန်လူဖြစ်တာကမှပိုကောင်းပါသေးတယ်အပူတဲအဖြစ်မခံပါနဲ့အပျော်တဲတာဖြစ်ပါစေအခုဖတ်ပြပေးကြတာတော့နေဦးပရိသတ်24လိမ္မာပါနတ်ပါဆိုရက်နေဦးပရိသတ်ပဲဖြစ်ပါတယ်ဒီနေဦးပရိသတ်လေးကနေကျွန်တော်တို့နေနဲ့လောကကြီးမှာဘာတွေကိုရှောင်ရှားတင်နေဆိုတာတွေကို လေ့လာခဲ့ရမယ်လို့ယူဆပါတယ်ခင်ဗျာနောက်တစ်ပုတ်မှာလည်း နေဥပဒေသား25ပြုပြင်ပြောင်းလဲလိုက်ပါဆိုတဲ့နေဥပဒေသားကို တင်ဆက်ပေးသွားအောင်မို့ဆက်လက်ဆောင်မျှော်နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ